ီနေ့ကတော့ရိုးရှင်းလေးလေးစားလေးဖြစ်တဲ့ခိပိနတ်ပေါ်နဲ့ကစုံအူအာလူထောင်းလို့စားပါမယ်။အရင်ဆုံးကစုံအူနဲ့အာလူနဲ့ကိုခွန်လေးတွေခွာပြီးတော့အတုံးလေးတွေတုံးပြီးတန့်စင်ပါမယ်။ အာလူကြီးပဲစားမယ်ဆိုလို့ရှိရင်တော့အာလူထောင်းလိုမျိုးစိမ့်စိမ့်လေးနဲ့စားလို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ကစုံထည့်ပြီးစားမယ်ဆိုရင်တော့ပိုပြီးချိုပြီးတော့စိမ့်နေပေါ့ကစုံကြီးပဲတီးတန့်ထည့်မယ်ဆိုလို့ရှိရင်တော့ကစုံကအာဖွားဖွားကြီးနဲ့ဖြစ်တတ်တယ်ပေါ့နော်ကြဲအဲ့ဒါလေးတွေကိုလိချက်တန့်စင်ကြီးစီပြီးတော့ပေါင်းနာပါမယ်ကစုံပေါင်းနာတဲ့အချိန်မှာအရင်ဆုံးအိုးပူအောင်ခုနှစ်ထိတင်နာပါမယ်ဒါလေးကဝတာဝတာ3.74ပဲရှိရပေါ့နော် ီဝတာလေးတွေကိုချက်ပါမယ်အရင်ဆုံးအိုးတဲ့ကိုစီထည့်မယ်စီကနည်းနည်းပဲပေါ့နော်အိုးမကန့်အောင်လို့ဝတာဘက်ကနေလည်းစီနည်းနည်းထွက်လာအောင်ပါဆိုတော့လေပြီးရင်အိုးပူသွားပြီဆိုရင်တော့မီးကို၃ထိပြန်ပြီးတော့ရှော့ချလိုက်ပါမယ်ဒါကမီးပြင်းပြင်းနဲ့ချက်လို့မရဘူးပေါ့နော်မီးအေးအေးလေးနဲ့အထက်ထိကြက်နေအောင်ချက်ရမှာဖြစ်တဲ့အတွက်မီးကိုအေးအေးလေးနဲ့ချက်ပါမယ်ကဲဟိုတာကိုထည့်ပါမယ်၃ခုလောက်ထားပါတယ် ူကအပေါ်မှာအစီအလွှာလေးတလွှာကိုပတ်ထားတဲ့ပုံစံမျိုးပေါ့နော်ကြိတ်တာကိုပြီးတော့ရင်အာအဲထဲမှာသူကဟင်းခတ်အမွေးကြိုင်အရွက်လေးတွေကိုထည့်ထားတယ်။ရတာပါပြီးသားစားတွေပါတွေပါပြီးသားပေါ့နော်အပေါ်မှာအစီအလွှာလေးတလွှာအုပ်ထားတာအဲ့ဒါကိုဖုံးပိတ်ပြီးတည်ပါမယ်။ဒါကတော့ကိုရီးယားရဲ့ကေဘီဆော့ပေါ့နော်အဲ့ဒီဟာလေးနဲ့ချက်ပါမယ်။ တခြားဒီ source မရှိဘူးဆိုလို့ရှင်လည်းပိငံပြရည်တို့ QC တို့ထည့်ပြီးချက်လို့ရပါတယ်။ဒါကတော့အဲ့ဒီ source လေးနဲ့ထည့်ပြီးချက်တယ်။အာငွေကောင်းလေးနဲ့နဲ့ဖြူထားတယ်ပေါ့နော်။အဲ့ဒါကိုဝက်လန်ဒီဘက်လန်လောက်ပြီးတော့ဟိုမှာ7မိနစ်ချားတစ်ခါလောက်ကတ်သွားမှဆိုလို့အဲ့လိုပုံစံမျိုးလေးနဲ့ချက်ပါမယ်။အဖုံးကိုအများန်းပိတ်ထားပြီးတော့ချက်ပါ။အဲ့ဒါမှအထက်ထိအပူကစိတ်ဝင်ပြီးတော့ပို့ပြီးတော့ကြက်သွားမှာပါ။ကဲ ဖြစ်နိုင်လို့ရှိရင် source ကိုနောက်မှအသားချက်ခံနေမှထည့်ရဖို့ကောင်းပါတယ်။ဒါကစောစီထည့်ပြီးတော့အသားတွေစိတ်ဝင်အောင်ထည့်လိုက်တာဖြစ်တဲ့အတွက် source ကနောက်ပိုင်းကျလို့ရှိရင် o ကတ်တယ်။ဟောတူးတာမဟုတ်ဘဲနဲ့သူက o ကတ်ပြီးတော့အဲ့လိုပုံစံမျိုးလေးဖြစ်တတ်တယ်ပေါ့နော်။အဲ့တော့ o မကတ်အောင်လို့ခဏခဏဖုံးဖွင့်ပြီးတော့သတိထားနေရပါတယ်။ Okay အဲ့ဒါဒီကမှာ zone ဒီမှာလေအဲ့ source တွေကကတ်နေတယ်ပေါ့နော်။အဲ့ဒါကိုအဖုံးပိတ်ပြီးတော့တည်ပြီးသွားလို့ရှိရင် ါက나이ဝက်လောက်တော့ချက်ရတယ်ပေါ့เนาะအထဲထိဆိုင်အောင်လုပ်ရတယ်အာစိတ်မချအောင်ဆိုရှင်ဒါလေးကိုအသားလေးကိုနည်းနည်းလေးခွဲပြီးတော့အထဲထိဝင်အောင်လုပ်ပေါ့เนาะစီတွေထွက်လာတာလေးတွေကဲအဲ့ဒါကို나이ဝက်လောက်ချက်ပြီးပါပြီဆိုလို့ရှင်เนาะရပါပြီဇွန်နေမှာကတ်နေတယ်တို့လားဆောက်စတီကဲအဲ့ချိန်မှာအာလူးနဲ့ကစုံကလည်းပေါင်းထားတာကြက်ပါပြီပေါင်းထားတဲ့အရေကိုမလွတ်ပြဘူးပေါ့เนาะရင်းနှီးနယ်ပြုတ်စရာရှိလို့ပေါင်းထားတဲ့အရေကိုတင်ထားပါမယ် ပြီးတော့ရင်အာလူးနဲ့ကစုံနဲ့ကိုစကားတိုက်ချပါမယ်လုံနေကြတိုင်းမယ်အောက်မှာအိုးတစ်လုံးခံပြီးတော့အပေါ်ကနေစကားနဲ့စကားတိုက်ချတဲ့အခါကျရင်ပို့ပြီးတော့ကြည်ပြီးတော့ပူစားကောင်းနေပေါ့နော်ကဲစကားတိုက်ထားတဲ့အာလူးနဲ့ကစုံဦးရောအယောကိုစားထည့်မယ်ပြီးတော့ရင်ငရုတ်ကောင်းမှုထည့်ပါမယ်ကစုံယူရဲဆိုရင်သူကဖြွာပြီးတော့ ရေနဲ့ဘွားစီလိုမျိုးကြီးဖြစ်တယ်ပေါ့နော်အာလူဆိုပါတဲ့ခါကျတော့သူစီစီလေးနဲ့ပူစားကောင်းတယ်ကစုံရဲ့အချိုတက်လေးလည်းပါတယ်ကဲပြီးရင်တော့ထောပတ်ထည့်ပါမယ်ထောပတ်ကိုအာအတုံးလိုက်ထည့်လေရတယ်ပေါ့နော်အရေးအစီထွက်သွားအောင်အပူပေးမှထည့်လေရတယ်သာတော့ခြေကလေးတုံးပြီးတော့အလွှာပါလေးတွေချစ်ချပါတယ်ပို့ပြီးတော့မှုရလွယ်အောင်လို့ပါပြီးတော့ရင် cream ထည့်ပါမယ် cream ကိုတော့နှစ်စွန်းစွန်းသေးလေးနဲ့နှစ်စွန်းစာထည့်ပါတယ် ကဲအဲ့ဒါဆိုလို့ရှိရင်တော့ကုံလုံးကိုကောင်းကောင်းလေးမှွေပါမယ်နှမ်းဆက်သွားအောင်မှွေပြီးသွားပြီဆိုလို့ရှိရင်တော့ဒီကစုံအိုးအာလူတောင်းလေးကရပါပြီပုံမှန်အာလူတွေစားတာထက်တာလေးကပိုပြီးချိုပြီးတော့ပိုစားကောင်းတယ်ပေါ့နော်အာလူကြီးပဲဆိုရင်တော့စိမ့်စိမ့်လေးကောင်းပါတယ်ကဲဒီဟာလေးမှွေပြီးသွားပြီဆိုလို့ရှိရင်တော့ spinach လို့ခေါ်တဲ့ဟင်းလျာရည်လေးကိုပြုတ်ပါမယ် ခုနကပေါင်းထားတဲ့အရည်တွေကိုစီလေးနဲ့နဲ့ထည့်ပြီးတော့ဟင်းနုနဲ့အရွက်ကြီးပဲထည့်ပါမယ်။ဇာကအရွက်နဲ့အယိုးနဲ့ကိုခွဲပြီးတော့ပြုတ်တယ်ပေါ့နော်။အယိုးကနည်းနည်းအချိန်ပေးရတယ်။အဲဒါကြောင့်မို့အယိုးကိုတတ်တတ်လုပ်ပြီးတော့ပြုတ်ပါတယ်။အဲဒါက3မိနစ်လောက်ပြုတ်ပါတယ်။ပြုတ်ပြီးတော့ရေကိုပြောင်းညှစ်ထားပါ။ညှစ်ထားရင်ဒီလိုပုံစံမျိုးပေါ့။ခုနအများကြီးထည့်လိုက်တာအရွက်ကဒီလောက်ပဲရတယ်ပေါ့နော်။အဲတော့ဟင်းနုနယ်ရဲ့ပုံစံတိုင်းပဲပေါ့နော်အမြဲတမ်းနည်းနည်းလေးပဲရတယ်ပေါ့အဲ့ထဲကိုစားနေငယ်ကိုကောင်းနေပြီးွားရင်နှမ်းစီလေးနည်းနည်းဆမ်းပြီးတော့ နှံ့ချအောင်လို့မှွေထားပါမယ်။ခင်းနုနဲ့အရိုးကိုလည်းအခုလိုပုံစံမျိုးလေးပဲအရသာတွေထည့်ပြီးတော့နေထားပါမယ်။ကဲပြီးရင်တော့နေကြာကြီးလေးကိုလှော်ပါမယ်။ကဲ plate တင်စပြင်လို့ရပါပြီ။ plate တင်ပြင်ပါမယ်။ခုနကကစုံအာလူထောင်းပေါ်ကိုအသားတင်ပြီးတော့ဘင်းနမှာခင်းနုနဲ့ရဲ့လေးတွေကိုအရွက်နဲ့အရိုးနဲ့ကိုပပလက်ထည့်လိုက်ပါမယ်။ ဒီမှာကထမင်းနေပါထမင်းနဲ့ဟင်သိပ်မစားပြဘူးပေါ့နော်အသားနဲ့အသီးရွက်တွေကိုတက်နိုင်ဆုံးမင်းများစားဖြစ်တယ်ထမင်းနဲ့ဟင်ကတော့တပတ်တစ်ခါလောက်တော့စားဖြစ်တယ်ပေါ့နော်ပြီးတော့ရင်တော့အပေါ်မှာနနံပင်အမှုံကလေးနည်းနည်းဖြူတယ်ပြီးတော့လို့ရှိရင်တော့အာခုနကခုနကလှော်ထားတဲ့နေကြစီလေးတွေကရပြီဆိုတော့အပေါ်မှာဖြူလိုက်ပါမယ်အဲဆိုရင်တော့အရင်ရသရှိတဲ့ခရစ်ပီနတ်ပေါ်နဲ့မက်ရှ်ပိုတီတို့ ကစုံအားလုံးထောင်းလေးရပါပြီ။ဆုံးတိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်။တတ်တာ